အားလုံးပဲမင်္ဂလာပါ PN Electronic Lab ကနေကြိုဆိုပါရစေဒီတစ်ပတ်တော့ types of signalry နဲ့သူတို့ရဲ့ကုန်သတ္တိတွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် signalry အမျိုးအစားအများကြီးရှိပါတယ်အာဒီထဲမှာတော့ electronics နဲ့ electrical engineering နဲ့သက်ဆိုင်တဲ့ signalry အကြောင်းကိုတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ် အဲ့ secondary ကတော့ unit step function impulse function signal exponential unit ramp parabolic rectangular triangular sinusoidal 6 and sampling function တွေပဲဖြစ်ကြပါတယ်ဒီနေ့ဆွေးနွေးသွားမယ့်အဓိက function နှစ်ခုကတော့ unit step function နဲ့ impulse function တွေဖြစ်ပါတယ်ပထမအနေနဲ့ unit step function အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် UNISTA function ကို mathematician တယောက်လဲဖြစ်ပြီးတော့ physicist တယောက်လဲဖြစ်တဲ့ Oliver Heaviside က introduce လုပ်ခဲ့တာမို့လို့ Heaviside step function လို့လဲခေါ်ပါတယ်။ UNISTA function ဆိုတာဆက်ဆက်ချင်းမှာ0ဖြစ်နေပြီးတော့အချိန်တစ်ခုကိုရောက်သွားရင်သူ့ရဲ့ values က1ဖြစ်သွားတာကိုပြောပါတယ်။ဥပမာပြောရရင်ခလုတ်တစ်ခုကိုပိတ်ထားရနေပြီးတော့ဖွင့်လိုက်တယ်။ပိတ်ထားတော့က0ဖြစ်ပြီးတော့ ဖွင့်လိုက်တော့1ဖြစ်သွားတယ်။အဲ့ဒါကို unit step function လို့ခေါ်ပါတယ်။အဲ့ဒီတော့ mathematically ရေးရမယ်ဆိုလို့ရှိရင်တော့သူ့ကို UT သို့မဟုတ် UN လို့ရေးပါတယ်။ UT ကတော့ continuous signal ကိုပြောချင်ပြီးတော့ UN ကတော့ discrete signal ကိုပြောပါတယ်။အဲ့တော့ခုနကပြောခဲ့သလိုပဲဆက်ဆက်ချင်းမှာ0ဖြစ်နေပြီးတော့အချိန်တစ်ခုကိုရောက်သွားလို့ရှိရင်တော့သူ့ရဲ့ value က1ဖြစ်သွားတယ်။ positive argument အတိုင်းမှာဆိုလို့ရှိရင်သူဒီ1ဖြစ်နေပြီးတော့ negative argument အတိုင်းမှာဆိုရင်တော့သူက0ဖြစ်နေပါတယ်။ ခေါင်းပုံမှာကြည့်လို့ရပါတယ်။ဒါပေမဲ့ discrete နဲ့ continuous signal ရဲ့ကွဲပြားချက်ကိုဒီပုံနှစ်ပုံမှာရှင်းပြီးတော့ပြထားပါတယ်။ဥပမာ time t 0.5 second ဖြစ်နေတဲ့အချိန်မှာ unit step function t 1ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ discrete signal မှာတော့ time t 0.5ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တော့ discrete signal t 0ဖြစ်မယ်ဖြစ်ပါတယ်။ unit step function တွေရဲ့ properties တွေအကြောင်းကိုပြောပါမယ်။ပထမ property က UT function ကို power ဘလောက်ပဲတင်တင်သူ့ရဲ့ UT function ပဲရပါတယ် UT function ကို power ဘလောက်ပဲတင်တင်သူ့ရဲ့ original UT function ပဲရပါတယ်ဟို mathematics မှာဆိုရင်1ကို1နဲ့မျှရင်1ရတယ်လို့မျိုးပဲ unit step function မှာလည်းပုံထဲမှာပြထားတဲ့အတိုင် UT ကို UT နဲ့မျှတော့ UT ပဲပြန်ရပါတယ်အဲ့ဒါဒီသူ့ရဲ့ properties number 1ဖြစ်ပါတယ် property number 2ကတော့ time shifting အကြောင်းဖြစ်ပါတယ်အဲ့တော့ shifting လို့ပြောလို့ရှိရင် negative သင်္ကေတနဲ့ကိုစားပြုပါရစေ။အဲ့တော့ဒီထဲမှာဆိုလို့ရှိရင် UT minus T not ဒီ time shifting ဒီ T not ဘက်ကို shifting လုပ်နေတယ်။ T minus T not ဆိုတဲ့အတိုင်း T not ဒီ positive right hand side ဘက်ကို shifting ဖြစ်နေပါဗျ။အဲ့တော့ shifter ဖြစ်နေတဲ့ values နှစ်ခုကိုဘလောက် power ပဲတင်တင်ဘလောက်ပဲမြောင်မြောင်သူ့ရဲ့ original shifted values ပဲပြန်ရပါတယ်။အဲ့ဒါကတော့ unit step function ရဲ့ properties number 2ဖြစ်ပါတယ်။နောက်ဆုံး property ကတော့ time scaling ဖြစ်ပါတယ်အဲ့ဒီမှာသိရမှာက time scaling သည် unit step function မှာအလုံးမလုံးပါဘူးဒီအကြောင်းကိုတော့ linear time invariance အကြောင်းရောက်ရင်တော့အကျယ်တဝင်းရှင်းပြပါမယ်ရှင်အခုကတော့ time scaling သည် unit step function မှာအလုံးမလုံးဘူးဆိုတာသိရင်လုံလောက်ပါတယ်ဒါကိုဥပမာအနေနဲ့ပြထားပါတယ် u2t-4 အဲ့တော့နောက်ဆုံးရတဲ့ function သည် ut-2 ဖြစ်တယ် တော့ original shifted signal သည် u 2t 4သည်နောက်ဆုံးရတဲ့ signal သည် u t 2ဖြစ်တယ်အဲ့တော့ time scaling သည် unit step function မှာအလုံးမလုပ်ပါဘူး basic signal တွေကဒုတိယတစ်ခုကတော့ impulse function ဖြစ်ပါတယ် impulse function ကို physicist တယောက်ဖြစ်တဲ့ Paul Dirac ကပထမဆုံး introduce လုပ်ခဲ့တာမို့လို့ Dirac delta function လို့လည်းခေါ်ပါတယ် impulse function ဆိုတာ t0 ဖြစ်နေတဲ့အချိန်တစ်ချက်ကလေးမှာ1ဖြစ်ပြီးတော့ ကျန်တဲ့အချိန်တိုင်းမှာ0ဖြစ်နေတာပါဥပမာပြောရရင်တော့ဓာတ်ပုံရိုက်တဲ့အခါမှာတုံးတဲ့ flash လိုမျိုးပဲပေါ့ဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင် flash ကို cloud နှိပ်လိုက်တဲ့အချိန်မှာ1ဖြစ်သွားပြီးတော့ on ဖြစ်သွားပြီးတော့ကျန်တဲ့အချိန်မှာ off ဖြစ်နေတာမျိုးကျန်တဲ့အချိန်မှာ0ဖြစ်နေတာမျိုးဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒါကိုကျမတို့က mathematics form အနေနဲ့ရေးရမယ်ဆိုလို့ရှိရင် delta t တော့မဟုတ် delta n လို့ရေးပါတယ် ပုံထဲမှာဆိုလို့ရှိရင်0ဖြစ်တဲ့တစ်ချိန်မှာပဲ delta t သို့မဟုတ် delta n သည်1ဖြစ်ပြီးတော့ကျန်တဲ့အချိန်လေးမှာတော့0ဖြစ်နေပါတယ်။ inbox function ရဲ့ပထမ property ကိုဆွေးနွေးကြရအောင်။ပထမ property ကဘာပြောလဲဆိုတော့ integral negative infinity to infinity delta t dt သည်1နဲ့ညီပါတယ်လို့ဆိုထားပါတယ်။အဲ့ဒါကိုမှန်မှန်မှန်ကိုအောက်က equation ကိုကြည့်မယ်ဆိုလို့ရှိရင် သိပါတယ်အကျမတို့တည်ထားတဲ့အတိုင်း time 0ဖြစ်တဲ့အချိန်မှာ impulse function သည်1ဖြစ်တယ်ဆိုတာကျမတို့သိထားတယ်။ integration ဆိုတာက of time intervals တွေကို integrate လုပ်တာဖြစ်တယ်။ဒါပေမဲ့ impulse function မှာကျတော့ t value သည်တစ်ခုပဲရှိတဲ့အတွက် impulse function သည်0ဖြစ်နေတဲ့အတွက် delta t သည်1ပဲဖြစ်တယ်။အဲဒါကြောင့် t 0ဖြစ်နေတဲ့အချိန်မှာ delta t သည်1ဖြစ်တယ်။အဲဒါကြောင့်ကျမတို့ရဲ့ properties number 1အရာ impulse function ကို integrate ဘယ်လောက်လုပ်လို့ကျမတို့ဒီ one မဲ့အမြဲတမ်းရတယ်ဒုတိယ property ကတော့ time shifting ဖြစ်ပါတယ်ကျမတို့ပထမဆုံးပြောခဲ့တဲ့အတိုင်း delta m တုံးဟုတ် delta t သည် m တုံးဟုတ် t 0ဖြစ်နေတဲ့အချိန်မှာဒါ1ဖြစ်ပြီးတော့ကျန်တဲ့အချိန်မှာအမြဲတမ်း0ဖြစ်နေတယ်ဆိုတော့သူ့ကိုကျမတို့ကအဲ့ဒီတော့ကဆိုလို့ရှိရင် shifting ဒီ0ဖြစ်တယ်လို့မှတ်ယူလို့ရပါတယ်အာဒီ property မှာတော့ကျမတို့က shifting ဒီ k value တစ်ခုတာဖြစ်နေမယ်ဆိုလို့ရှိရင် m MDK နဲ့တူတဲ့အချိန်မှာ1ဖြစ်ပြီးတော့ MDK နဲ့မတူတဲ့အချိန်မှာ0အမြဲတမ်းဖြစ်နေမယ်လို့ဆိုလို့ရှင်းဖြစ်ပါတယ်။အဲ့တော့ n-k = 0 n = k အဲ့တော့ကျမတို့ဒီ n နဲ့ k values ကတူမယ်ဆိုလို့ရှိရင်1ဖြစ်ပြီးတော့ MDK နဲ့မတူဘူးဆိုရင်0ဖြစ်မယ်လို့ဆိုလို့ရှင်းဖြစ်ပါတယ်။တတိယ property ကတော့ unit step function ကနေ shift တက်လောက်ထားတဲ့ unit step function ကိုနှုတ်လိုက်ခြင်းအဖြစ် impulse function ကိုရရလို့ဆိုပါရယ် ါမှန်မှန်မှန်ကျမတို့ပုံလေးမှကြည့်လိုက်ရအောင်ပထမပုံကတော့ unit step function ကို ပြထားပြီးတော့ဒုတိယ function ကတော့ unit step function ကို shifted လုပ်ထားတဲ့ function ကို ပြထားပါဗျ။သူဒီ shifted positive 1 value ဆိုတော့ right hand side ဘက်ကို shifted လုပ်ထားပါဗျ။အဲ့တော့ကျမတို့အဲ့ value ကိုနှုတ်လိုက်လို့ရှိရင် m0 မှာ1ကျန်ခဲ့ပါဗျ။အဲ့ဒါဒီ delta n နဲ့အတူတူပဲဖြစ်ပါဗျ။ property နံပါတ်4ကတော့ function t နဲ့ delta t ကို multiplication လုပ်လို့ရှိရင် function 0ပြပါတယ်လို့ဆိုပါရယ်အဲ့ဒါကိုကျွန်မပုံနဲ့ရှင်းထားပါရယ် function t ဆိုတဲ့ cos waveform လေးပေးထားပါရယ်အဲ့ waveform မှာသူ့ရဲ့ amplitude ဒီ positive 5နဲ့ negative 5 value ရှိပါရယ်သူ့ကိုကျွန်မက delta t function နဲ့ multiplication လုပ်ပါမယ်အဲ့တော့ရတဲ့ resident values ဒီ t 0ရောက်တဲ့အချိန်မှာ positive 5 value ကိုရပါရယ်အဲ့ဒါဒီ function of 0ဆိုပြီးတော့ရရဲဆိုတာမှန်ပါတယ်ဒါကို proof လုပ်ပါရယ် ။ Now properties ကတော့ impulse function ကို shift လုပ်ထားတဲ့ function နဲ့ function t နဲ့ကို multiplication လုပ်လို့ရှိရင် function t naught ကိုရရလို့ဆိုပါရယ်။ပုံကိုကြည့်လို့ရပါရယ်။ပထမပုံကတော့ impulse function ကို shift လုပ်ထားတဲ့ function ပေးထားပါရယ်။ဒုတိယကတော့ f of t ဆိုတဲ့ function t ကိုပေးထားပါရယ်။သူတို့နှစ်ခုကို multiplication လုပ်မယ်ဆိုရင်တော့ကျမတို့ကြံခဲ့တာဒီ t naught မှာ positive 5ရပါတယ်အဲ့ဒါဒီ f of t naught function ဖြစ်ပါတယ်ပထမဆုံးပေးထားတဲ့ပုံကတော့ delta t minus t naught ဆိုတဲ့ shifter လုပ်ထားတဲ့ fee ကဖြစ်ပါတယ်။သူဒီ right hand side ဘက်ကို t naught value နဲ့ shifter လုပ်ထားပြီးတော့ f of t function နဲ့ multiplication လုပ်ပါမယ်။အဲ့တော့ကျမတို့ဒီ t naught value မှာမှာသူ့ရဲ့တန်ဖိုးရှိတဲ့အတွက်သူတို့ multiplication လုပ်တဲ့အချိန်မှာ t naught value မှာကျမဒီ positive 5ကိုရတဲ့အတွက် function t naught ရရဲဆိုတာမှန်ပါတယ်။နောက်ဆုံး property ကတော့ impulse function ကလည်း time scale လုပ်လို့မရပါဘူး။အဲ့ဒါကိုပြောရမယ်ဆိုရင်တော့ delta k of t သည်1 over k delta t ဖြစ်ပါတယ်။ဥပမာ delta 2t အဲ့ဒီ values ကိုကျမတို့ time scale လုပ်မယ်ဆိုလို့ရှိရင်သူက1 over 2 delta t ဖြစ်တဲ့အတွက် time scaling သည် impulse function မှာလည်းအသုံးပြုလို့မရပါဘူး။ဒီနေ့သင်ခန်းစာတွေကိုပြန်ပြောရမယ်ဆိုလို့ရှိရင်အဓိကအကြောင်းအရာနှစ်ခုပြောသွားပါရစေ။ unit step function နဲ့ impulse function တွေဖြစ်ပါတယ်။ unit step function ဆိုတာဆက်စားချင်းမှာ0ဖြစ်နေပြီးတော့အချိန်တစ်ခုကိုရောက်သွားရင် ူရဲ့ values က1ဖြစ်သွားတာကိုပြောပါတယ်။ impulse pension ကတော့ T0 ဖြစ်နေတဲ့အချိန်ကလေးမှာ on ဖြစ်သွားပြီးတော့ကျန်တဲ့အချိန်လေးမှာ off ဖြစ်နေတာမျိုးဆိုလိုတာဖြစ်ပါတယ်။ဒီလိုဆိုရင်တော့သင်ခန်းစာလေးကိုဒီနေရာမှာပဲအဆုံးသတ်ပါရစေ။နောက်တစ်ပတ်တွင်မှာတော့ကျန်နေသေးတဲ့ signal တွေအကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ electronics နဲ့ communication အခြေခံသင်ခန်းစာတွေကိုလေ့လာခြင်းနဲ့ဆိုရင် PN electronic lab YouTube channel နဲ့ Facebook page ကို subscribe နဲ့ follow လုပ်ထားဖို့မမေ့ကြပါနဲ့လို့တိုက်တွန်းလိုက်ပါရစေ။အားလုံးပဲကျေးဇူးတင်ပါတယ်။